အားလုံးပဲမင်္ဂလာပါ positive energy ဇာတ်ကောင် weekend talk လေးအနေကြိုဆိုလိုက်ပါတယ်အဲဒီနေ့ကကျွန်မနည်းနည်းနေမကောင်းဖြစ်နေရယ်ဆိုတော့အဲ့ရတဲ့ကနေပြောပဲဒီ talk လေးကိုအဲအတန်သွင်းလိုက်ပါတယ်ဟိုစိတ်တင်မှာမပြက်ကွက်ခြင်းမူကျွန်မတို့လှုပ်လာတာတစ်နှစ်ကျော်သွားပြီပေါ့နော်အဲ့မှာအဲတပတ်မှမပြက်ကွက်ခဲ့သေးဘူး we can talk တင်တာလေအဲ့ဒီတော့ကြောင့်မလို့ကျွန်မအားယူပြီးတော့ပဲဒီ talk လေးကိုအတန်းသွင်းလိုက်ပါတယ်စိတ်ထဲမှာတတိယမိတာတစ်ခုရှိရပါတော့အဲ့ဒါပါလေဆိုတော့ကျွန်မလည်းအိမ်ထဲမှာအပင်လေးကြီးစိုက်လေးရှိပါတယ် indoor plant လို့ခေါ်တဲ့အပင်လေးကြီးပေါ့နော်အကန့်တွေမှာထားတဲ့အပင်လေးတွေစိုက်တယ်။အမှကျမအတွက်ကို မမတ်ရရလေးဖြစ်တဲ့အပင်လေးရှိရပါတော့။အဲတင်ငယ်ချင်းတယောက်ယောက်ကပေးထားတာ ဒါမှမဟုတ်အထိမ့်မှတ်တခုခုနဲ့ပတ်သက်ပြီးတော့စိုက်တဲ့အပင်လေးပေါ့နော်အဲ့ဒါမျိုးရှိရအပင်လေးတွေနဲ့ကျွန်မနဲ့ကြာမှရှိရဆက်သွဲမှုတခုပေါ့လေအဲ့ဒါလေးကိုတော့ပြီးတော့တွေ့ရအဲတငယ်ချင်းတယောက်ကကျွန်မကိုအပင်လေးတစ်ပင်သူလက်ဆောင်ပေးဘူးတယ်ပေါ့အဲ့ဒီအပင်လေးကအနွေပင်လေးပေါ့နော်နွေပင်လေးသူကျွန်မကိုစပြီးပေးခါစားတော့ အဲ့ဒီအပင်ကိုသူကလည်းအရန်ကယူဆိုင်တယ်ကျွန်မလည်းအရန်ကယူဆိုင်တယ်သူကကယူဆိုင်တယ်ဆိုတော့သူပြီးတဲ့အပင်ရှင်ရလာပေါ့အဲ့ပြီးရကကြတော့အပင်လေးမှာထိထားတယ်ကြောက်ကလေးတွေကအမုံနေဖြစ်မှာစိုးတယ်နော်အဲအဆရှိတဲ့မြေပေါ့အဲ့လိုမျိုးလေးသူပြောတတ်တယ်အဲ့ကကြတော့ကျွန်မလည်းအဲ့ဒီအပင်လေးကိုကယူဆိုင်ပြီးတော့ကျွန်မကြည့်မိရပေါ့နော် အကြည့်ရအမြင်နဲ့ကြည့်မိရနေပို့လို့ရှင် ကျွန်မနေနေပုံလေးနေရာလေးထုတ်ပြရတယ်။ရေလေးလေးတယ်။အရွက်ကလေးဘလောက်ထွက်လာပြီလဲကျွန်မကြည့်ရပေါ့။အဲ့လိုကြည့်ရအခါကျတော့ဘာဖြစ်လဲဆိုအဲ့ဒီအဖေကတော်တော်လေးကိုရှင်သန်ပြီးတော့ grow ဖြစ်လာတယ်ပေါ့နော်။အဲ့လိုမျိုးပြောရမှာ။အဲဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းကျတော့သူကလည်းတိတ်ဆိတ်ဝင်စားတော့အဲ့ဒီအဖေလေ။အဲ့တော့ကျွန်မကိုလည်းသူမပြောတော့ဘူးပေါ့နော်။အဲ့ဒီအဖေအဖေနဲ့ပတ်သက်ပြီးတော့ အပင်နေကောင်းလားတော့ဘာလို့အစားရှိသဖြင့်အဲ့လိုမျိုးမပြောရတဲ့အခါကျကျွန်မလည်းသိမကြည့်ဖြစ်တော့မကြည့်ဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုအပင်လေးကထပ်ပြီးတော့ကြီးမလာတော့ဘောနော်အဲ့ဒါနဲ့ကျွန်မအဲ့ဒီအပင်လေးကိုဟိုတည့်ရက်ကကျွန်မကြည့်ရင်လည်းဘယ်လိုမျိုးဖြစ်လဲဆိုစိတ်ထဲမှာစိတ်မကောင်းတာလေးလည်းဖြစ်တယ်ပြောဘလိုဖြစ်လဲဆိုတော့ဟောသူကဂယူဆိုင်မှုလေးလုံနေရပေါ့နော်ချစ်ချင်းမြတ်တာမရဘူးလို့ဆိုကျွန်မစိတ်ထဲမှာအဲ့လိုမျိုးဖြစ်တယ်အဲနောက်အပင်တစ်ပင်ကတော့ကျွန်မယောက်ျားနောက်ဆုံးဆိုင်ခဲ့တဲ့အပင်ပေါ့လေ ူဆိုင်ခဲ့တဲ့အပင်လေးသူကျမမှလည်းဒီအသက်ရှိတဲ့အရာတခုပေါ့နော် သူနဲ့ပတ်သက်ပြီးတော့အခုချိန်ကြီးရှင်သန်နေရဆိုရအရာကအဲ့အပင်လေးပဲရှိတော့အဲ့အပင်လေးတော့ကျမကယူဆိုင်ဖြစ်တယ်ပေါ့လေကျမသူတတိရတဲ့အခါဆိုလို့ရှိရင်အဲ့အပင်သွားကြည့်သွားကြည့်ပြီးတော့ကျမအအမြဲကယူဆိုင်ပြီးတော့အဲ့အပင်ကအခုသူမရှိရောနဲ့နှစ်ကျော်အတွင်းမှာတော်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 ကြီးလာတာပေါ့နော်အပင်က ဆိုတော့ကျွန်မအဲ့ဒါကိုသွားပြီးတော့တွေ့မိရယ်ဟိုလူရှိလူတယောက်နားမှာရှိခြင်းမရှိခြင်းကမဆိုင်ဘူးပေါ့နော်ချစ်ချင်းမေတ္တာနဲ့ကယူဆိုင်မှုတွေကတော့အမြဲတမ်းရှင်သန်နိုင်တယ်အဲ့ဒါကိုကျွန်မတို့ကဆက်ပြီးတော့ပြီးနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါဟိုသူကလည်းဆက်လက်ပြီးတော့ရှင်သန်ကြည့်သွားတယ်ပေါ့နော်အဲလူတယောက်ကတက်ရှိထင်ရှားရှိနေသေးပေမဲ့ သူ့ရဲ့ဂယုဆိုင်မှုတွေချက်ချင်းမြတ်တာတွေဒါတွေကယွန်နေသွားတယ်ပျောက်ဆုံးသွားတယ်ဆိုလို့ရှိရင်အဲအချစ်တွေဆိုတာလည်းဆက်ပြီးတော့မရှင်းသန်းနိုင်ဘူးပေါ့အဲ့လိုသဘောမျိုးပါပဲ။နော်အချစ်ဆိုတာတပင်လေးနဲ့တပင်လေးတပင်လိုမျိုးတင်စားမယ်ဆိုလို့ရှိရင်အချစ်ဆိုတာကအမြဲတမ်းလှပါတယ်ပြီးတော့တူလဲတူတယ်ပေါ့အဲ့လိုပြောရမှာ ဖြစ်ပါတယ်။အဲ့ဒါလေးကိုကျွန်မသွားပြီးတော့တွေးမိရဲ့။အဲ့တော့နောက်အပင်လေးတပင်ကတော့သူ့ကိုစိုက်ခဲ့တယ်သူကတော့မရှိတော့ဘူး။ဒါပေမဲ့ကိုက ဒီချစ်ချင်းမြတာဘောနော်ကူလူပြီးတော့ဆက်ပြီးတော့မြောက်ဝေပေးရဲ့အတွက်ကြောင့်မလို့အဲအဲ့အပင်ကတော့ဆက်ပြီးတော့ပို့ပြီးတော့မှရှင်းတန်နေရပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုတကယ်တမ်းမှအရေးကြီးတာပါလဲဆိုလို့ရှိရင်တကယ်ချစ်ချင်းမြတာပေါ့နော်ဟို constant ဖြစ်တဲ့အဲချစ်ချင်းမြတာဂရုစိုက်မှုပေါ့နော်ကျမတို့တယောက်နဲ့တယောက်အချင်းချင်းမှာ ဟိုဂယုဆိုင်မှုတွေဟိုအာယုံထားမှုတွေဒါတွေကဆက်လက်ရှင်သန်နေဖို့ပဲအရေးကြီးတယ်လူအကောင်လိုက်ကြီးနားမှာရှိတာမရှိရနဲ့မဆိုင်ဘူးပေါ့နော်ဒါလေးကိုကျွန်မသွားမြင်မိရဖြစ်တယ်အဲ့တော့ဒီချိန်ထဲမှာဘာကိုစဉ်းစားမိလဲဆိုလို့ရှိရင်အာလူတယောက်ပေါ့နော် လူတယောက်က အချစ်ခံရတယ်တန်ဖိုးထားခံရတယ်အဲဆိုလို့ရှိရင်သူဟာလေပျော်ရွှင်ပြီးတော့တောက်ပါလာတာအမှန်ပဲဖြစ်ပါတယ် တချို့တွေဆိုလို့ရှိရင်ကျမတို့တငယ်ချင်းအချင်းချင်းတွေမှာတော့မပြောလို့ရှိရယ်လေအဲအရန်လာလာရေတို့အစားရှိတဲ့ပြင်ပေါ့နော်ဒါမျိုးတွေပြောကြတချို့ဆိုရင်အရန်လာပါလာတာမျိုးတွေရှိတယ်အဲချစ်ချင်းမြေတာနဲ့တီးတွေ့ခြင်းကိုခံရရဲဆိုရဲကမှပို့ပြီးပျော်ရွှင်လာတယ်တောက်ပါလာတယ်လာပါလာတယ်ပေါ့နော်ဒါကလည်းအမှန်ပဲဖြစ်ပါတယ်ဒါကကျမတို့ညင်းလို့မရဘူးအဲ့တော့ကိုကအချစ်ခံရတယ်ဂယုစိုက်ခံရတယ် တံပိုးထားခံရတယ်ဆိုလို့ရှိရင်အဲ့လူကပို့ပြီးတော့ပျော်ရွှင်လာတယ်ပို့ပြီးတော့တောက်ပါလာတယ်ပို့ပြီးတော့ရွှင်လန်းလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတယ်တစ်ပင်လေးလိုမျိုးပါပဲဒါပေမဲ့လူတစ်ယောက်ကအမြဲတမ်းနှိမ်ချပြီးတော့ပြောဆိုခံရတယ်ဆွဆွေးခံရတယ်မဟုတ်မမှန်တာတွေပြောခံရတယ်ပြဿနာရှာခံရတယ်နော်ခရုဆိုင်မခံရဘူးချစ်ချင်းမြတ်တောင်မခံစားရဘူးပေါ့နော် အဲ့လိုမျိုးမသေးကြဘူးပေါ့သူ့ချစ်လားမချစ်လားဆိုတာလည်းမသေးကြဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်သူလည်းမပြောကြပါဘူးလူတွေကအဲ့လိုမျိုးဆိုလို့ရှိရင်မပြောကြဘူးအလုံးလုံးလို့မကောင်းအပြင်မှာအမြဲတမ်းပျော်ရွှင်ရီမောနေပေမဲ့စိတ်ထဲမှာတော့ကြည်ခွဲနေရမျိုးတွေလည်းရှိတတ်တယ်။အဲတော့ဘာနဲ့သွားတူလဲဆိုတော့သူကလေအပင်လေးတွေကိုဂယုဆိုင်တလို့မျိုးပါပဲနော်။အပင်လေးတွေကတေချာဂယုဆိုင်ပေးတယ် အာချစ်ပေးတယ်တံပိုးထားပေးတယ်အဲ့လိုဆိုလို့ရှိရင်သူတို့တွေကပိုးတော့ရှင်သန်ကြီးထွားလာတယ်လို့မျိုးပဲလူတွေဆိုတာလည်းဒီလိုမျိုးပဲဖြစ်တယ်ကလေးတွေဆိုတာလည်းဒီလိုမျိုးပဲဖြစ်တယ်ပေါ့နော်ကျမတို့တရက်ကတငယ်ချင်းအမတယောက်နဲ့စကားပြောမိအဲ့အကြောင်းလေးကိုကျမဗီဒီယိုရောင်ရိုက်လိုက်သေးတယ်လို့ထင်ပါတယ်တေချာတော့မသိဘူးအာမမှန်မိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျမကျမရိုက်ထားတယ်လေအရင်များနေရောလေဒါပေမဲ့ဒီနေရာမှာကျမ brief လေးပေါ့နည်းနည်းလေးပြန်ပြောပြရမယ်ဆိုလို့ရှိရင် ကလေးရလည်းအဲ့လိုသဘောတဘာဝမျိုးရှိပါတယ်သူ့ကိုချစ်တယ်တန်ဖိုးထားတယ်ဆိုလို့ရှိရင် ပိုပြီးတော့ grow ဖြစ်လာတဲ့အာမျိုးပေါ့နော်အဲ့ဒီမှာချစ်တယ်တန်ဖိုးထားတယ်ဂယုစိုက်တယ်ဆိုတဲ့နေရာမှာကျမတခုလေးပြောချင်တာရှိရဲ့အဲ့ဒါဘာလဲဆိုတော့ကျမတို့အာရုပ်ရှင်တကားရှိပါတယ်အရင်နာမည်ကြီးရဲ့ကား avatar ဆိုရကလေအဲ့ avatar ဆိုတာတော်တော်များများကြည့်ဘူးじゃမယ်ထင်ပါတယ်เนาะအဲ့မှာဟို ကျွန်းသူကျွန်းသားတွေရှိရလေနာဝီဆိုကျွန်းသူကျွန်းသားတွေရှိတယ်အဲဒီကျွန်းသူကျွန်းသားတွေဟာတယောက်နဲ့တယောက်သူတို့စကားပြောကြတဲ့အခါပင်ဒိုရာဆိုတာအဲ့ဒီထမကာရက်တာတစ်ခုပေါ့တစ်တယောက်ပေါ့နော်အဲသူတို့ကစကားပြောလို့ရှိရင် I love you လို့မပြောဘူးသူတို့က I see you လို့ပြောတာငါမင်းကိုမြင်တယ်ပေါ့နော်အဲအဲ့လိုမျိုးပြောတာကျွန်မအဲ့ဒီအကြောင်းလေးကိုစာလေးအောင်မရေးထားပါသေးရဲ့ဒါပေမဲ့ကျွန်မအဲမတင်ဖြစ်သေးရပါဘို့လေ တော့သူတို့က ICU လို့ပြောတယ်အဲ့တော့ ICU လို့ပြောတာကဘာလဲဆိုတော့ငါနှစ်ကိုမြင်တယ်လို့ပြောတာပေါ့နော်ငါနှစ်ကိုမြင်တယ်ဒါဆိုလို့ရှိရင်အဲမျက်စိရှိတဲ့သူတိုင်းကမြင်ကြတယ်လို့ကျွန်မပြောမှာပဲနော်မမုံရဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လည်းမြင်တာပဲမျက်စိရှိရဆိုမြင်တယ်ဒါပေမဲ့မြင်တယ်ဆိုတာဘာလဲနော်မြင်တယ်ဆိုတဲ့အခြေအကားက မျက်နှာကိုမြင်တာမဟုတ်ဘူးအပြုအမူကိုမြင်တာမဟုတ်ဘူးကိုဘာပြောလဲဆိုတော့မြင်တာမဟုတ်ဘူးအဲ of course အဲ့ဒါတွေကိုမြင်တာလဲဟုတ်ဟုတ်ပါတယ်မြင်မြင်တာတော့မြင်တာပေါ့ဒါပေမဲ့ तू ပြောတယ်မြင်တယ်ဆိုတာကဘာအထိရောက်သွားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းပိုင်းအထိကိုရောက်သွားတာကိုယ့်ရဲ့အတွင်းပိုင်းအထိကိုနှလုံးသားနဲ့မြင်တာသူ့ရဲ့အတွင်းပိုင်းအထိကိုကိုယ့်ရဲ့နှလုံးသားနဲ့မြင်ပေးတာနော်ကိုယ့်ရဲ့နာကျင်မှုတွေကိုမြင်တယ်ကိုယ့်ရဲ့ကြိုးစားမှုတွေကိုမြင်တယ်ကိုယ့်ရဲ့အာသာချက်တွေကိုမြင်တယ်အဲ့လိုပဲ အားနည်းချက်တွေကိုလည်းမြင်တယ်နော်အဲ့တော့လူတွေကကျမတို့တွေကများသောအားဖြင့်အပြင်ဘက်ဝဲကြည့်ကြတာ哦သူဘာတွေပြောလဲသူကဘာတွေလုပ်တယ်လဲနော်အဲဒါမဲ့ ICU လို့ပြောလိုက်တယ်ဆိုရဲအာဘာလဲဆိုရှင်ကိုယ့်ရဲ့အတွင်းထဲမှာဘာဖြစ်နေတယ်ဆိုတာကိုနားလည်ပြီးဘူးစူးစမ်းတာပေါ့နော်အဲ့တော့လူတယောက်ကမအောင်မြင်ဘူးကိုယ့်ရဲ့ချစ်သူကမအောင်မြင်ဘူးကိုယ့်ရဲ့သားသမီးကမအောင်မြင်ဘူး နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အဖေကမအောင်မြင်ဘူးနော်ကျွန်မဆိုလို့ရှိရင်အမြဲတမ်းပြောရရင်ကျွန်မအဖေကဘဝမှာမအောင်မြင်ခဲ့ဘူးသူကလူစားတယောက်ဖြစ်တယ်အရှုံးသမားတယောက်ပေါ့နော်ပြောရမယ်ဆိုအဲ့ဒါအဲ့ဒါကြောင့်မို့သူ့မှာဒဏ်ရာတွေရှိခဲ့တဲ့အစရှိတဲ့ကျွန်မပြောလို့ရှိရဲ့ဒါပေမဲ့အဲ့တုန်းကသူ့ကိုကျွန်မ I love you လို့ပြောရင်ပြောခဲ့မယ်ဒါပေမဲ့သူ့ရဲ့ I can't see him ပေါ့နော်ကျွန်မသူ့ကိုတကယ်မမြင်ခဲ့ဘူး သူ့အမြင်နဲ့ဆိုလို့ရှိရင်သူ့ရဲ့အတွင်းမိုင်းဒီပါကျွန်မမြင်ရမှာလေနော်ဒါပေမဲ့မမြင်နိုင်ခဲ့ဘူးအခုအချိန်ကျတော့မှကျွန်မပြန်စဉ်းစားကြည့်သူ့ရဲ့အတွင်းမိုင်းကိုလည်းမြင်နေဆိုတာမျိုးဖြစ်တာသူ့ရဲ့နာကျင်မှုတွေကိုမြင်နေအဲအဲ့လိုသဘောမျိုးပေါ့နော်အတွင်းမိုင်းမှာဘာဖြစ်နေလဲဆိုတာကိုနားလည်ဖို့နော်စူးစမ်းကြည့်နေခြင်းနဲ့တယောက်နဲ့တယောက်အထူးသဖြင့်ခုနပြောသလိုပေါ့သားသမီးကမအောင်မြင်ဘူးချစ်သူကမအောင်မြင်ဘူးအိမ်တော်ဘက်ကမအောင်မြင်ဘူးမိဘကမအောင်မြင်ဘူးဆိုလို့ရှိရင်သူတို့ရဲ့အားနေချက် တို့ရဲ့အတွင်ပိုင်းမှာပါရှိလေဆိုတာကိုနားလည်ဖို့ကြိုးစားခြင်းနဲ့အဲ့ဒါကတို့ကိုတကယ်မြင်ခြင်းပဲ ICU ဆိုတာဒါကိုပြောတာနော်အဲ့တော့ ICU လို့ကျမတို့ကသူ့ကိုပြောလိုက်တယ်ဒါမှမဟုတ်တရားဥပဒေကကျမတို့ကို ICU လို့ပြောတယ်ဆိုတာကဘာလဲဆိုလို့ရှိရင်ကိုယ့်ကိုကိုယ့်ကိုသူ့မဟုတ်သူ့ကိုအရှိအရှိတိုင်းလက်ခံဖို့ကျမတို့ကြိုးစားတာနော်เออนี่มางาไม่ใจได้อย่างนี้แหละရှိတယ်เนาะงาเนี่ยไม่ใกล้ญีได้อย่างนี้แหละရှိတယ်だแม้นี่ก็งาเล็กขันเลยไอ้หลุตัวမျိုးเนาะ တော့ကျွန်မတို့တယောက်တစ်ယောက်ချိန်ဆက်မိကြတယ်ဆိုတာကပုံစံမျိုးစုံနဲ့ရှိရတယ်နော်တန်တရားကလည်းတခြားလုံးလေခဲ့တယ်အဲ့မှာပဲကျွန်မတို့ချိန်ဆက်ကြတဲ့ပုံစံတွေကလည်းမတူကြဘူးလေနော်အဲတာမီတွေဖြစ်ခဲ့ကြတယ်နေမယားတွေဖြစ်ခဲ့ကြတယ်အဆရှိတဲ့ပြင်ပေါ့နော်ရေဆက်တွေဆိုတာဒီလိုပုံစံနဲ့ပြန်နေပြီးတော့စုံစည်းလာကြတယ်နော်အဲ့တော့ကိုယ့်ရဲ့ချိတ်ဆက်မှုကိုယ်နဲ့ချိတ်ဆက်လိုက်ပြီဆိုရင်ကျမတို့ကဘယ်လိုမျိုးလုပ်ကြလဲဆိုသူတို့ပြောင်းလဲဖို့ကျမတို့အမြဲကြိုးစားကြတယ်ပေါ့နော်အ ဒီလိုမှမှန်မှာလို့ပြောတဲ့အတွက်ကြောင့်မလို့အခုလုံနေရမှားနေရဆိုတဲ့သဘောဖြစ်နေတယ်အတိတ်ပဲဒီလိုလုံတင်တာပေါ့ဆိုရင်အခုလုံနေရကမလုံတင်တာမျိုးဖြစ်နေတယ်ဒီလိုမှကောင်းမှပေါ့လို့ပြောတဲ့အခါမှာအခုဖြစ်နေတဲ့အရာဒီမကောင်းမှုဆိုတာမျိုးဖြစ်နေတယ်အဲ့တော့လုံတဲ့နေဖြစ်တဲ့နော်အစရှိပြီအဲ့လိုတဲ့နေလို့ပြောလိုက်တဲ့အခါမှာအခုလက်ရှိအခြေအနေကိုလုံးဝ ignore လုပ်လိုက်တယ် နော်လစ်လူရှုလိုက်တယ်ဒါကိုလည်းမခံဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်နော်အဲ့တော့မြင်တယ်ဆိုတာကတကယ်မြင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အရှိတိုင်းလက်ခံမှုကျွန်တော်ကစူးစမ်းရမှာဒီလိုပြောင်းလိုက်ပါလို့သူ့ပြောရမှာမဟုတ်ဘူးနော်သူ့ရဲ့ပုံစံအတိုင်းပေါ့သူ့ပြောင်းမှုမတောင်းဆိုဘူးအဲကိုယ်စိတ်ကူးထဲမှာ သူ့ပုံဖော်ထားတဲ့အတိုင်းဖြစ်လာအောင် ူ့ကိုကျမတို့ push မလုပ်ဘူးကျမတို့ကလှုပ်တတ်တယ်ကျမတို့ဖြစ်စေခြင်းတဲ့ပုံစံတစ်မျိုးရှိတယ်เนาะကိုယ့်ရဲ့จิตသူဆိုလို့ရှင်လည်းဟာเนาะပတ်စံလည်းရှိရမယ်ချောလည်းချောရမယ်အာအလုတ်ကလည်းကောင်းရမယ်စကားလည်းပြောဆိုတတ်ရမယ်ဟုတ်တယ်မလားအဲအဲ့လိုမျိုးပေါ့အဲ့လိုပုံစံမျိုးကိုကပုံဖော်ထားတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါကသူဖြစ်ခြင်းမှာဖြစ်နိုင်မှာเนาะသူလုံးနိုင်မှာလုံးနိုင်လုံးနိုင်မှာလေအဲ့ဒါ ဟိုသားသမီးဆိုလို့ရှင်လည်းဒီလိုမျိုးပဲကိုကတော့မဟာစကောလာရှစ်ပြစေခြင်းနဲ့အကြောင်းမှာဘယ်အကြောင်းမှာသွားတက်စေခြင်းနဲ့ဘာရစေခြင်းနဲ့ဘာပြီးစေခြင်းနဲ့ဒါပေမဲ့သူ့အတွက်ကမပြည့်နိုင်ဘူးဆိုတဲ့အမျိုးတွေရှိရဲ့နော်အဲ့တော့ဘာဖြစ်လဲဆိုရှင် ကိုယ့်ရဲ့ expectation တွေကိုလျှော့ဖို့လိုတယ်ကိုကသူ့ကိုအမှန်တကယ်မြင်နေဆိုလို့ရှိရင်အဲ့ဒီအတိုင်းကိုယ့်ရဲ့စိတ်ကူးတွေအတိုင်းဖြစ်လာဖို့သူ့ကိုပုံမသွင်းဘူးသူ့ကို မတောင်းဆိုဘူးပေါ့နော် ဖြစ်စေချင်တာလို့ရှိရပါလေနော်ကျမမှလည်းရှိရပဲဖြစ်စေချင်တယ်ဘသူအစိုးဘလို့ပုံစံဖြစ်ချင်တယ်သူကတော့ဘလို့ဆိုရင်ကောင်းပါပဲဆိုတာမျိုးရှိပေမဲ့တကယ်တမ်းမှာအဲ့လိုမျိုးလှုပ်တာလေဘာဖြစ်လဲဆိုရှင်အဲသူ့ကိုနာကျင်စေပါတယ်နော်ကျမတို့ကချစ်ချစ်လို့ကောင်းလို့ကောင်းစေချင်လို့ဆိုပေမဲ့ဒါကသူ့ကိုနာကျင်စေရသူ့ pressure ဖြစ်စေရဖြစ်စေမှုဖြစ်စေရနော်ပြီးရခါမှာသူ့အတွင်းထဲကိုပြန်ပြီးတော့ inward ပေါ့နော် inward ပြန်သွားအောင်လေကျမတို့က လုံလုံလုံးတယ်လို့ဖြစ်သွားတယ်ပေါ့နော်တချို့တွေကအပြုံထွက်မလာတော့ဘူးအတဲကိုပဲလှိုက်စားပြီးတော့နော်အတဲကိုပြောင်းဝင်ပြီးတော့သူအဲ့နေရာမှာကြောင်ပိမိနေမယ်ဝမ်းနေဆွေးမြေ့နေမယ်အဲ့လိုမျိုးဖြစ်တာပေါ့လေနော်အဲ့တော့ကျမတို့သူ့ကိုတကယ်မြင်နေဆိုတာကဘာလဲဆိုသူ့ကိုကျမတို့ဟို အပြစ်တင်တာမဟုတ်ဘူးเนาะကျမတို့ကနေဘာလို့ဒီလိုလောက်တာလဲဒီလိုဘာလို့ပြောရလဲနေဒီလိုမှားနေရမသိဘူးလားเนาะနေရနေရအစွမ်းစာအကုန်ထုံမသုံးသေးဘူးအစရှိသဖြင့်တမျိုးလေးတွေပြောပြောလိုက်မိရယ်ဆိုတာစီနာနဲ့ပြောလိုက်တယ်ဖြစ်စီရှင်နဲ့စိတ်နဲ့ပြောလိုက်တယ်ဆိုတာမှန်ပြီမေဒါကတော့တကယ်တမ်းမှာတခါလေးကြာရင် judge လုပ်နေတယ်လို့မျိုးဖြစ်တယ် နော်အဲ့တော့ ICU ဆိုတာကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အကြောင်းကိုနားလည်ဖို့ကြိုးစားတာကိုဘာဖြစ်လို့ဒီလိုဖြစ်နေလဲဆိုတော့နှလုံးသားနဲ့နားထောင်ပေးရနော်ဒီနေရာမှာကိုယ့်ဘက်ကိုလည်းကြည့်လို့ရတယ်သူ့ဘက်ကိုလည်းကြည့်ရတယ်ကိုယ့်ဘက်ကကြည့်ရဆိုလို့ရှိရင်လည်းသူ့ကိုအရှိအရှိတိုင်းဖြစ်အောင်အရှိအရှိတိုင်းအခြေအနေတစ်ခုကိုအဲကျမတို့သူ့အတွက်နားထောင်ပေးရပါနော်အဲ့တော့သူ့ကိုကျမတို့ကမြင်နေဆိုတဲ့အခါမှာသူ့ရဲ့အလင်းကိုလည်းမြင်နေသူ့ရဲ့အမောင်ကိုလည်းမြင်နေ သူ့ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအကုန်လုံးကိုလည်းမြင်တယ်နော်အဲ့လိုမျိုးသူ့ကိုမြင်တဲ့အခါမှာဘာဖြစ်လဲဆိုကိုကိုယ်တိုင်ကိုလည်းမြင်တတ်လာတယ်ကိုကိုကိုလက်ခံကိုကိုကိုလက်ခံနိုင်လာတယ်နော်ကိုယ့်ရဲ့ကြောက်နေရရှိရဆိုတော့အဲကြောက်ရွံ့မှုတွေပြေလျော့သွားမယ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ငါမင်းကိုမြင်နေ I see you ဆိုတာက I love you ဆိုတာတဲ့ပို့ပါတယ်နော်အဲ့တော့သူ့ကိုမြင်တဲ့အခါမှာကိုကိုကိုလည်းပြန်မြင်မိတယ် ချစ်ချင်းမေတ္တာနဲ့ပြောမယ်ဆိုလို့ရှိရင် ICU လို့ပြောလိုက်တယ်ဆိုတာကချစ်ချင်းမေတ္တာရဲ့အမှန်တကယ်ပုံရိပ်တစ်ခုပါပဲเนาะအဲအာတာချက်တွေကိုလည်းချစ်တယ်အာနေချက်တွေကိုလည်းချစ်တယ်เนาะကိုအတွက်သူကအရေးကြီးရဲ့သူ့ကိုလေးစားတယ်တန်ဖိုးထားတယ်နော်အဲကျမရဲ့ဆရာမတယောက်ဆိုလို့ရှိရင်သူ့ရဲ့ကာ dashboard လေးပေါ်မှာစာတမ်းလေးတခုရေးထားတယ်နော် I love you I thank you I respect you and I forgive you တဲ့နော်ချစ်လဲချစ်တယ်ကျေးဇူးလဲတင်တယ် ်လေးလေးလေးစားတယ်ခွင်လဲခွင်လွတ်တယ်အဲ့ဒီစားတယ်လေးသူရေးထားတယ်ဆိုတော့အဲ့ဒီသဘောပါပဲ no i love you လို့ပြောလိုက်တာတဲ့ i see you ဆိုလို့ရှင်သူ့ရဲ့အတွင်းပိုင်းအထီကိုပို့ပြီးတော့မြင်နေဆိုတဲ့စကားလေးပေါ့နော်အဲ့တော့အဲ့ဒီစကားလေးကလေကျမစိတ်ထဲမှာတော့ဘလို့ဖြစ်လဲဆိုတော့နှလုံးသားရဲ့တကားတွေပေါ့နော်ဇွဲဖွင့်ပေးလိုက်တဲ့စကားလေးတစ်ခုလို့မြင်နေအဲ့တော့ကျမအရှိမပြောခဲ့တဲ့မျိုးပဲလူတွေဟာတစ်ပင်လေးတပင်လိုပါပဲเนาะကျမတို့ အာရေပေးတယ်နေပေးတယ်မြေဩဇာပေးတယ်เนาะအဲ့လိုမျိုးလေးပုံမှန်လေးလုပ်ပြီးရဲ့အခါကျတော့မှသူကလည်း grow ဖြစ်လာတာအပွင့်လေးပွင့်လာတဲ့အရွက်ကလေးထွက်လာတယ်အဲ့လိုပေါ့เนาะလူတယောက်ကလည်းတကယ်ကိုဂယုစိုက်တာနားလေတာတန်ဖိုးထားတာเนาะဒါလေးကြုံရတဲ့အခါကျသူတို့နှလုံးသားလေးတွေကလည်းပွင့်လန်းလာတယ်เนาะဒါမျိုးသဘောရှိပါတယ်အဲ့တော့ အရှိမပြောခဲ့သလိုပဲဂီယူမဆိုင်ခံရအောင်တံပိုးမထားခံရအောင်သူ့တကယ်နားမလဲဘူးဆိုလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာနာကျင်တာတွေအားနေချက်တွေနော်ကိုကိုကိုမိကုန်ထုတ်တာတွေအားမရတာတွေဒါတွေကစုပုံလာတတ်တယ်နော်စုပုံလာတဲ့အမျှဘာဖြစ်လဲဆိုဒီနာကျင်မှုတွေကစိတ်ထဲမှာအမှောင်တွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့တယောက်ကိုတယောက်ကိုချစ်တဲ့သူတွေပေါ့နော်အနည်းဒီလိုကိစ္စတွေအများသောဖြင့်ချစ်တဲ့သူတွေအနည်းနောက်မှရှိတဲ့သူတွေမှာပဲဖြစ်ကြတာလေနော်အဲ့တော့အဲ့ဒီ အဲကျွန်တော်တို့ပြောလိုက်တဲ့ဇကားတွေနော်အဲ့လိုမျိုးပြောလိုက်တဲ့ဇကားတွေမှာဟိုဂယုစိုက်တာလေးတွေမြစ်တာလေးတွေနားလည်မှုတွေပေါ့နော်ဒါလေးတွေပါဝင်မှုဆိုတာလိုအပ်တယ်နော်အဲ့တော့မိသားစုဝင်တွေပေါ့အချင်းချင်းကိုတံမိုးထားတဲ့သူတွေကိုချစ်တဲ့သူတွေကိုမိသားစုဝင်တွေပေါ့မှာဇကားပြောတဲ့အခါမှာအာချင်းချင်းနားနားလေးပြောစေချင်တယ်ပေါ့နော် အော်ရာတို့နော်အနိုင်ကျင်တာစကားနဲ့အနိုင်ယူတာပေါ့နော်ဒါတွေကတကယ်တော့ပြောမစိုးမကောင်းစိတ်တွေမှာအအနာတရားတွေဖြစ်တတ်တယ်ဒဏ်ရာတွေဖြစ်တတ်တယ်အဲ့တော့ကိုယ့်ရဲ့ပဝင်ကျင်မှာရှိတဲ့အဲမိသားစုတွေချစ်တဲ့သူတွေတန်ဖိုးထားတဲ့သူတွေကိုတပင်းလေးတွေကိုကယူဆိုင်ပေးသူမျိုးပဲကယူဆိုင်ပေးနိုင်ပါစေသူတို့ကိုတကယ်လဲမြင်နိုင်ပါစေပေါ့နော်အဲ့ဒါလေးကိုကျွန်မဒီ talk လေးမှာ ပြောလိုက်ပါတယ်။ကျမစပီကာတော့တော်တော်ကပ်ပြီးတော့ပြောနေကျမအသံသိမ့်မထွက်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကြားရမယ်လို့လည်းမျှော်လင့်ပါတယ်။အဲနားထောင်ပြီးရအောင်ဒီနားထောင်ပြီးရအောင်လည်းကျေးဇူးတင်ပါတယ်။အားလုံးပဲ have a nice weekend. Thank you for listening.